ဟုတ်ပါတယ်တက္ကသိုလ်နဲ့ဆောင်ပွဲအမှတ်အစင်းတွေကိုမြန်မာနိုင်ငံစာစစ်ဦးတည်ဌာနဇွဲကွင်ဆောင်မှာဒုတိယနေ့အဖြစ်ထုတ်ပေးနေပြီဖြစ်ပါတယ်အမှတ်အစင်းထုတ်လွှင့်နိုင်အောင်စီစဉ်ထားရတဲ့ပတ်သက်ပြီးမြန်မာနိုင်ငံစာစစ်ဦးတည်ဌာနဒုတိယညွှန်ကြားရေးမှူးဒေါက်တာသိန်းစံကအခုလိုပဲပြောပါတယ်အမှတ်အစင်းအနေနဲ့ကတော့အဲပြည်သူဘယ်သူမဆိုပေါ့အဲကျွန်တော်တို့အနေနဲ့ကတော့လေဟိုတိုင်းတိုင်းချင်းကိုယ်တိုင်နဲ့လာလို့ရတယ်ကိုစားလဲတွေ့ပြီးခွင့်ရှိပါတယ်ဟုတ်တကယ်ချင်းအတွက်အတိမိတ်ဆွေအတွက်လဲကြုံလို့လဲထုတ်သွားလို့ရပါတယ် ကျွန်တော်တို့ဘက်ကတော့အဆောင်အညီအတွက်ကိုကန့်သန့်ထားတာမရှိပါဘူး။ဘယ်သူပဲဝါမထုတ်ကမလို့မရှိပါဘူး။အလုံးထုတ်ယူခွင့်ရအောင် လုပ်ပေးထားပါတယ်။ဒီရန်ကုန်ရုံးခွဲဖြစ်တဲ့ဇွဲကပင်ဆောင်မှာရန်ကုန်တိုင်းဒေသကြီးမြို့နယ်များအတွက်စီစဉ်ထားပြီးတော့မေခဆောင်မှာတော့ပြည်နယ်နဲ့တိုင်းဒေသကြီးတွေအတွက်စီစဉ်ထားပါတယ်။ဒါကျွန်တော်တို့ရန်ကုန်ရုံးခွဲအနေနဲ့နေပြည်တော်မှာရုံးမှတ်50နှစ်ရုံးချုပ်အနေနဲ့လည်းပဲတနိုင်ငံလုံးမှာရှိတဲ့ကျောင်းသားကျောင်းသူအားလုံးသိလို့တဲ့ အမှတ်စရင်းကိုထုတ်ယူခွင့်ရှိပါတယ်အထိုင်အနေနဲ့တော့ဒီနှစ်နေရာမှာထုတ်ပေးနေပါအမေဆင်းတွေကိုထုတ်နိုင်မှုအတွက်တိုင်းဒေသကြီးပြည်နယ်တွေမှာမိုဘိုင်းစနစ်နဲ့ထုတ်ပေးနိုင်အောင်ဆောင်ရွက်နေရလို့မြန်မာနိုင်ငံစားသဲဥတီဌာနဒုတိယညွှန်ကြားရေးမှူးဒေါက်တာတိုင်းသံကဆက်လက်ပြောပါရစေ။ပြီးခဲ့တဲ့တစ်နှစ်နှစ်နှစ်ကစပြီးတော့ကျွန်တော်တို့အခြားပြည်နယ်နဲ့တိုင်းဒေသကြီးတွေကိုလည်းပဲမိုဘိုင်းလှည့်ပြီးတော့အဲထုတ်ပေးခဲ့ပါတယ်။အဲဒီနှစ်မှာလည်းပဲအခုဒီတစ်ရက်နှစ်ရက်အတွင်းမှာပဲပေါ့လေဒီတစ်ပတ်အတွင်းမှာပဲ အဖွဲ့ငယ်လေးတွေဖွဲ့ပြီးတော့ကျွန်တော်တို့ပြည်내တိုင်းဒေသကြီးတွေကိုတွားရောက်ပြီးတော့ထုတ်ပေးမှာဖြစ်ပါတယ်။အမတ်စင်းထုတ်သူများပြားတဲ့အခက်အခဲရှိနေတာကိုလာရောက်ထုတ်သူတွေကတော့အခုလိုပဲပြောပါတယ်။တွေ့လဲလုံးတော့လုံးနေရပဲဒါပေမဲ့လောက်လူအများကြီးတို့လည်းဘယ်နိုင်မလဲကျွန်တော်အဲ့နားလဲသူတို့ဘက်ကပဲနားလဲပြီးပါဒီဘက်လောက်များတာအဲအထက်ကလောက်အောင်ပါပဲဒီမျိုးပို့ပြီးတော့ဒီဘက်ပို့ပြီးအဆင်ပြေအောင်ဘယ်လိုလုပ်မလဲပေါ့ကျွန်တော်ကျွန်တော်ထင်လို့ပြောပြလို့ရှိရင်တော့ဒီမျိုးပေါ့ကိုမျိုးနေနဲ့ကိုလေးခွဲပြရတာရင်ပို့အဆင်ပြေအောင် အောင်စင်းကိုကွန်မြူနီနဲ့ကိုကြည့်ရအောင်ကြိတ်ကြိတ်တို့ကြည့်နေရတဲ့ကိစ္စကိုဒီလိုမျိုးရောင်တိုင်းတိုင်းလုံးဒီတနေရာလေးလာပြီးစုပြုံကြည့်ရတယ်ဆိုတော့ကိုကြီးအခက်ခဲဖြစ်တာပေါ့အဲ့ဒါပေါ်ကလူနေလဲဆိုင်နေရောပြောဝင်တယ်လဲသူတို့ဒုန်းနေတော့လုပေးကြတာပဲရောက်တာဟိုဟာတော့က7နာရီလောက်ကရောက်တယ်အခုတည်းတော့မရသေးဘူးလူတွေကအုံကြွကြပဲအဲ့လူလဲပြီးတော့အန်တီကအခုထွက်လာတာအန်တီမူးလာလို့လေအဲ့အကြောင်းမလို့မလွယ်တော့မလွယ်ဘူး7နာရီဆိုပိတ်တယ်ဆိုလို့လေနော် တော့ကားတွေကလည်းကြက်ပိတ်ညက်နေတာပဲနှစ်နာရီလောက်တော့ကြာရတယ်အဲ့ဒီအိမ်ကထွက်လာတော့9နာရီခွဲလောက်ကအခုဒီကိုရောက်တော့17နာရီခွဲလောက်မှရောက်တယ်အဲ့လိုမျိုးတမျိုးနဲ့တမျိုးနဲ့မှာလာတာအရင်တော့ဆိုအဒီတို့တော့လာတာတို့ဘာတို့ဘာတို့တော့ထုတ်ရတယ်ပေါ့နော်အဲ့တော့လာတာမှာတမျိုးတနေရာတလုံးလိုက်အဲ့ဆိုနီးတဲ့နေရာလေးတော့ထုတ်ကြပေါ့တရားဒီနေရာဆိုတော့ဒီနေရာလှိုင်းတဲ့နီးရယ်လှိုင်းတဲ့နေရာပေါ့နော်မင်္ဂလာတို့ဆိုမင်္ဂလာတို့နဲ့အဲ့လိုမျိုးနီးတော့ပို့ပြီးတော့ဟိုလူလဲရှင်းသွားမယ်ကောင်းလဲကောင်းသွားမယ်အစင်လဲပြေမယ်လို့အန်တီတော့ထင်တာပဲလေနော် အမှတ်စင်းထုတ်တဲ့နေရာမှာအန်တီကတော့အခုလူလဲပြီးဝင်ခိုင်းလိုက်တယ်ဆိုတော့အန်တီမသိတော့ဘူးပေါ့နော်အဲအမှတ်စင်းထုတ်တဲ့နေရာမှာကျတော့ကောင်တာတွေအများကြီးခွဲထားတယ်ဆိုတော့လေအန်တီတော့ဟိုအဆင်ပြေလိမ့်မယ်လို့ထင်တယ်ဒီတိုးရတဲ့နေရာမှာသာလေအခက်အခဲဖြစ်တာပါအထဲထဲမှာတော့သူတို့လည်းကောင်တာတွေအများကြီးဖွင့်ပေးထားပါတယ်နော်အမဇစ်ထုတ်ယူနိုင်မှုအတွက်၁၆ရက်နေ့တက်ကစတင်ထုတ်ယူခွင့်ပြုခဲ့တာဖြစ်ပြီးထုတ်သူ၃၀၀၀ခန့်ရှိခဲ့ပါတယ်။ဒီကနေ့ဒုတိယနေ့မှာတော့ထုတ်သူပုံပုံများပြားခဲ့ပါတယ်ခင်ဗျာ။ကျွန်တော်ပြင်းသွားပါ။